ကျွန်တော်တို့သူရဲ့ဒီဒီ A ထဲမှာပေါ့ဗျာ A ထဲမှာတို့အဖွဲ့ဝင်ဖြစ်ဒါထမ်းဆောင်အောင်ပါကနှစ်နှစ်ကာလဖြစ်ပါတယ်တို့အဲ့လိုထုတ်ပြန်ထားပါတယ်အဲ့တော့တို့ရဲ့ဒီထုတ်ပြန်ချက်အချင်းကိုကျွန်တော်တင်ပြပါမယ်။စစ်တင်နံကိုတို့၄၅ရက်ပြီးမယ်။ပြီးရင်စစ်တင်နံပြီးရင်နှစ်နှစ်တောင်မှထမ်းဆောင်အောင်မယ်။ပြီးတော့ကျွန်တော်တို့ဒီအမျိုးသားဆိုရင်စစ်မှုထမ်းမဲ့အရွယ်ကအသက်၅၅နှစ်ကနေစမယ်။၅၅နှစ်ကနေပြီးတော့ကျွန်တော်တို့အမျိုးသားက၄၅နှစ်အတွင်းမှာအလုံးအကျုံးဝင်တယ်။အမျိုးသမီးဆိုတော့ကျွန်တော်၅၅နှစ်ကနေပြီးတော့အသက်၃၅နှစ်အတွင်းမှာအကျုံးဝင်တယ်။အလုံးအကျုံးဝင်ပါတယ်။အိမ့်တိမ်မှာခင်ဗျား ခင်ဗျာဘသူမှခင်ဗျာဟွာဖြစ်လို့မရရှောင်လို့မရအောင်အားလုံးကအေးလက်ထဲမှာခင်ဗျာစစ်မှုထားပါအာကျမကခလေး9ယောက်မွေးထားလို့မရဘူးခင်ဗျာလည်းစစ်မှုထားမယ်ခင်ဗျာကအာကျမကျွန်တော်ကကျွန်တော်မှတာသမီ6ယောက်ရှိတယ်သူတို့လှုပ်ကြည့်နေမရဘူးခင်ဗျာစစ်မှုထားမယ်အဲ့တော့အေးကတော့ကျွန်တော်တို့အဲ့ဒီလိုပုံစံလေးလှုပ်လာပြီအခုမြောက်ဦးမှာဆိုရင်တော့ကျွန်တော်တိတ်ညိုတပြေကန်ရွှေကျွန်းပြင်လိတ်ဆင်းစားတဲ့ရွာတွေမှာအဲ့ဒီလိုအနေအထားတွေစားပြီးတော့အကောင့်တွေဖုန်နေပါပြီဖုန်နေပါပြီအဲ့တော့ဘသူမှမလှုပ်ဘူးဗျာခင်ဗျာတို့ဘသူမှမလှုပ်ဘူးကျွန်တော်အိမ်မှာမိသားစု6ယောက်ရှိတယ်ဆိုရင်6လုံးစစ်မှုထားမယ် အာကျွန်တော်ဒါကျွန်တော်အမိမလို့အမိတော့မလုပ်ပါနဲ့မရဘူးအကုန်လုံးစစ်မှုထမ်းရမယ်ဆိုတဲ့သဘောကိုအေးရဆလုပ်လာပြီစပြီးတော့လှုပ်လာပြီအဲ့တော့ကလုံခွင့်ရတဲ့သူတွေကခင်ဗျားတို့ဟာခလေးမွေးတဲ့အချိန်နဲ့ခလေးမွေးတဲ့အချိန်နဲ့ကိုဝင်ဆောင်အချိန်အဲ့ဒီနှစ်ချိန်တော့ခင်ဗျားတို့ကလုံခွင့်ရမယ်အဲ့ဒါပြီးတော့ခင်ဗျားတို့ကအေးထမ်းမှာစစ်မှုထမ်းပဲပြီးွားရင်ခင်ဗျားဒီချိုင်းမြေမြောက်ဝိုင်းမှာရှိတဲ့ဘင်္ဂလီတွေဘင်္ဂလီတွေအားလုံးကလည်းအေးအေးရဲ့လက်ထက်မှာသူတို့စစ်မှုထမ်းပဲ ဘင်္ဂလီတွေအားလုံးလည်းအကျုံးဝင်တယ်အဲ့တော့အဲ့မှာကျွန်တော်ဘင်္ဂလီတွေရော A တွေရောတော်တော်လေးတော့ကြည့်လို့လိုက်ပါဗျာအဲ့တော့ဘာကြီးဆက်ဖြစ်မလဲတော့ကျွန်တော်မသိဘူးဆက်တော့ကြည့်ရမယ် A ကတော့သူတို့ရထုတ်ပြချက်တယ်မှာသူတို့ရဒီသူတို့ရဒီစီယုံလှုပ်ရှားမှုတဲမှာတော့ထိချုံနေမြေအတွင်းမှာရှိတဲ့ယောက်ျားမိန်းမခလေးလူကြီးအားလုံးစင်မှုထမ်းမယ်ဒီလေးကိုပြချုံရမယ်ဆိုရင်ကျွန်တော်တို့အမျိုးသားကအသက်55နှစ်ကနေပြီးတော့အသက်45နှစ်တွေအားလုံးစင်မှုထမ်းမယ်အမျိုးသမီးကတော့ကျွန်တော်တို့အသက်55နှစ်ကနေ35နှစ်တွေမှာအားလုံးစင်မှုထမ်းမယ်ကဲလုံးဝင်ရှိတာကကိုယ်ဝန်ဆောင်မိန်းမတွေ လို့တိုက်တဲ့မိခင်နေဒီနှစ်ခုပဲကျွန်တော်တို့ကင်းလို့မယ်တို့တော်လည်းပဲကလေးတို့ပြတ်သွားရင်တော့ပြန်ပြီးစစ်မှုထမ်းမယ်အဲ့တော့ခင်ဗျားတို့ခင်ဗျားတို့ကဒီ AA ကဝင်လာပြီဆိုရင်ခင်ဗျားတို့ကရခိုင်ပြည်နယ်မှာရှိတဲ့အဲကျွန်တော်96ပါယောဂါ100နဲ့135ပါယောဂါယောဂါပေါင်း120 150 200အကုန်လုံးခင်ဗျားတို့ကယူပြစ်တယ်လို့ပြောမှထင်တာ